။ဓာတ်မောက်ဖောက်စားမယ်လို့တွေးလိုက်တိုင်းဓာတ်မောက်ဆန်မှမရှိပဲဆိုပြီးတော့လက်လျှော့လိုက်ရတာများပါတယ်။အဲ့လိုမဖြစ်ရအောင်အိမ်မှာရှိတဲ့ဆန်ကိုပဲသုံးပြီးတော့ဆိုင်မှာစားရတယ်လို့အနက်အရသာတိုင်းရမယ်ဓာတ်မောက်ဖောက်နည်းလေးမျှဝေပေးခြင်းပါတယ်ရှင်။ရွှေဘူပေါ်စံနိုးစီဘူးနဲ့တပူးခွဲစံချိန်ခွက်နဲ့ဆိုရင်၃ခွက်သုံးပါမယ်ရှင်။ ါလေးကတော့ထမင်းနဲ့ထည့်ချက်ဖို့ပြင်လာတာပါ။စီယာစီလက်ဖက်ရည်စုံတက်စုံကရဝေးရွက်နှစ်ရွက်နဲ့တကြဘိုးကောက်လက်နှက်စစ်လောက်ဖြစ်ပါတယ်။ CP ချက်ကို ပေါင်ရင်းမှာအပါ၃ခုသုံးပါမယ်ရှင်။အလေးချိန်ကတော့60သားရှိပါတယ်။ဓာတ်မောက်ချက်ကို သုံးရင်တော့ပိုပြီးတော့ကောင်းပါတယ်ရှင်။ချက်သွန်နီး20သားလောက်သုံးပါမယ်။ ကျက်သွန်ဖြူအမွှာကြီးခုနှစ်မွှာလောက်နဲ့ဂျင်းကိုလက်နှက်ဆက်လောက်သုံးပါမယ်ရှင်။ပူစီနံတစီအချိုမပါတဲ့ဒိန်ချင်း6စွန်းဂီးထောပတ်အနေငယ်ပြီးရင်လိမ္မော်ရောင်ဖူကာလာလေးအနေငယ်လိုပါတယ်။ဒီလိမ္မော်ရောင်ဆိုးစေးရတော့မထည့်လို့လည်းရပါတယ်ရှင်။တီဟိုစီနဲ့စပြစ်6လည်းလိုပါတယ်ရှင်။ဓာတ်မောက်မှာအရေးကြီးဆုံးဖြစ်တဲ့ဓာတ်မောက်မဆလာဆက်နည်းလေးကိုပြပြပေးခြင်းပါတယ်။ ဇီယာစီထမင်းစားစောနဲ့တဆွန်နန်းနတ်ပွင့်တပွင့်တစ်ကြဘိုးကောက်ကြီးကြီးတစ်ခုကိုဒါနှစ်ပိုင်းချိုးရတာပါ ကရဝေးရွက်၄ရွက်လင်းညင်းပွင့်ရတော့နှစ်ပွင့်ပဲထည့်ပါမယ်ကျမကလင်းညင်းအနံ့ကိုတိတ်ပြီးတော့မကြိုက်လို့ပါတယ်ဆိုုံလေးထည့်ရတာပါကိုကလင်းညင်းပွင့်ကိုကြိုက်တယ်ဆိုရင်ပိုထည့်လို့ရပါတယ်ဖာလာစီခက်ကြီးကြီး၃စီထည့်ပါမယ်ရှင် ဓာတ်မောင်းမဆန်လာလို့ဖို့အတွက်အိုးတဲကိုပအဝင်ပစ္စည်းတွေအကုန်ထည့်ပြီးတော့လှော်ပါမယ်ရှင်။ဖာလာစီကရဝေးရွက်တွေကိုတော့ခတ်သေးသေးလေးဖြစ်အောင်လို့ဖဲ့ပြီးတော့ထည့်ပါမယ်။တဲ့ချဘိုးကောက်ကိုလည်းသေးနိုင်သလောက်သေးအောင်လို့ချိုးပြီးတော့ထည့်ပါမယ်ရှင်။နနက်ပွင့်ကိုလည်းတစ်ခုချင်းစီချိုးပြီးတော့ထည့်လိုက်ပါမယ်။ ြီးတာနဲ့မီးအားခန့်နေနေနဲ့ပဲဒီအမွှေးကြိုင်တွေအကုန်လုံးကိုအနံ့လေးမှုေးလာတဲ့အထိကိုလှော်ပေးပါမယ်ရှင်။မီးအားပြင်းလို့မရပါဘူး။မီးအားပြင်းတာနဲ့မီးတူးပြီးတော့အနံ့ပြက်စီသွားနိုင်ပါတယ်။ဓမ္မောက်မဆလာဆန်နီးတွေကတော့အမျိုးမျိုးရှိပါတယ်။ဒါကတော့ကျမစိတ်ကြိုက်ဆက်ထားတဲ့ကျမရဲ့ဆန်နီးလေးပါ ဒီဆန်နီးလေးကတော့အရန်ကိုလွဲပါတယ်ကိုကြိုက်တာကိုမြများထည့်ပြီးတော့မကြိုက်တာကို short ထည့်ထားတဲ့ပုံစံဖြစ်ပါတယ်ကိုစားမှာဆိုတော့ကိုစိတ်ကြိုက်လိုတိုးပိုလျှော့လုပ်ပြီးတော့ဆက်ကြည့်ပါရှင်အကြာကြီးလော်ဖို့မလိုပါဘူးရှင်။စက္ကန့်30ရာနဲ့တမနစ်လောက်အထိပဲလော်ပြီးရင်ရပါပြီ။လော်ပြီးရတဲ့ချက်ချင်းငရုတ်စုံနဲ့ထည့်ပြီးတော့ထောင်းပါမယ်ရှင်။ အခုလိုမျိုးလှော်ပေးလိုက်တော့အနံ့လေးပုံမှွေးသွားတယ်ပြီးတော့ဒီအခောက်တွေအရွက်တွေကကျွတ်ๆလေးဖြစ်သွားတဲ့အတွက်ထောင်းတဲ့အခါမှာပို့ပြီးတော့လွယ်ကူသွားပါတယ်ကျိတ်ဆက်နဲ့ကျိတ်လိုက်ရင်တော့ပို့ပြီးတော့ညက်ပါတယ်အခုလိုခန့်ညက်ညက်လေးဖြစ်သွားတဲ့အနေထားရပြီဆိုရင်အဆင်ပြေပါပဲရှင်ပကံတစ်ခုတည်းကိုဆဲထုတ်ထားလိုက်ပါမယ်။အနံ့လေးကတော့တအားကိုမှွေးပါတယ်ရှင်။ဓာတ်မောက်တောင်မချက်ရသေးခင်မှာဓာတ်မောက်နံ့လေးရနေပါပြီ ခုနကမဆလာထောင်းထားတဲ့စုံထဲမှာပဲဂျင်းနဲ့ကြက်သွန်ဖြူကိုညက်နေအောင်လို့ထောင်းပေးပါမယ်။ကြက်သားကိုအရသာနေမဲ့ဇလုံးကြီးကြီးတစ်ခုနဲ့ထည့်ပါမယ်ရှင်။အရသာအတွက်ကြက်သားမှုန့်အနည်းငယ်ထည့်ပါမယ်။စားထည့်ပါမယ်။ဒိန်ချင်းထမင်းစားစွန်းနဲ့6စွန်းထည့်ပါမယ်ရှင်။ဒိန်ချင်းကအရင်နည်းနည်းလေးကျဲလို့6စွန်းထည့်တာပါ။ပြည့်နှက်နေတဲ့ဒိန်ချင်းဆိုရင်တော့2စွန်းလောက်ဆိုရင်အဆင်ပြေပါတယ်။ ဓာတ်မောင်းမဆက်လာကိုထမင်းစားစွန်းနဲ့တဝက်စာလောက်ထည့်ပါမယ်။ကိုကအနံ့ပြင်းပြင်းကြိုက်တယ်ဆိုရင်ထမင်းစားစွန်းနဲ့တစ်စွန်းလောက်ထည့်လို့ရပါတယ်။ဆန်နွဲမုတ်ထည့်ပါမယ်ရှင်။ငရုတ်သီးအစိမ့်မုတ်ထည့်လိုက်ပါမယ်။ဂျင်းနဲ့ကြက်သွန်ဖြူထောင်းလာတာထည့်ပါမယ်ရှင်။ပူစင်နံရွက်လက်တဆုပ်စာလောက်ထည့်ပေးပါမယ်။ ီးရင်ကြက်သားတဲ့အထိအရသာစိတ်ဝင်နေအောင်လို့တေချာလေးနေပေးပါမယ်ရှင်။ကြက်အရေခုံကတော့မကြိုက်လို့ရှိရင်ခွာလိုက်လို့ရပါတယ်။တေချာလေးနေပြီးသွားပြီဆိုရင်တော့ကြက်သားတဲ့အထိအရသာဝင်အောင်လို့အနည်းဆုံး3နာရီလောက်နှက်ထားပေးရပါမယ်ရှင်။ကြက်သားနှက်ထားတော့မှကြက်သွန်နီကြော်ပါမယ်ရှင်။အိုးတဲ့ကိုစီမြများလေးထည့်ပေးပါမယ်။ စီလေးပူလာပြီဆိုတာနဲ့ကြက်သွန်ကြီးလှီးတတ်တာတွေထည့်ကျော်ပါမယ်ကြက်သွန်ကြီးကိုရွှေဝါရောင်လေးတန်းလာတဲ့အထိကိုကြော်ပေးရပါမယ်ရှင်ဒီလောက်အနေထားလောက်ဆိုရင်ရပါပြီကြက်သွန်ကြီးကြော်တွေကိုစီပူလေးရနေတခါတည်းဆယ်ထုတ်ပေးလိုက်ပါမယ်ကျက်သွန်ကြီးကြော်ကိုစီထဲမှာပဲထားရင်သူကစီတွေကိုဆုပ်ပြီးတော့ပျော့ပျော့ကြီးဖြစ်သွားတတ်ပါတယ် ချက်သွန်ကျော်ရဲ့အယောင်အစင်းအနေထားလေးကိုကြည်ပါဒီလိုအနေထားလေးဆိုရင်အတော်ပါပဲရှင်သမီးချက်ဖို့အတွက်ဆန်ဝိုးရေ၃ခါလောက်ပြောင်းနေအောင်လို့ဆေးပေးပါမယ်။ရေဆေးပြီးပြီဆိုရင်တော့ဇကားလေးတစ်ခုနဲ့ရေစစ်ထားလိုက်ပါမယ်ရှင်။သမီးချက်မဲ့ပေါင်းအိုးကိုပူနေအောင်လို့ခလုံးနှိပ်ထားပေးပါမယ်။ပြီးရင်အိုးတဲ့ကိုဂီးထောဘက်သမီးစာစွန်းနဲ့ဇွန်းတဝက်စာလောက်ထည့်ပေးပါမယ်ရှင်။ ကျမဒီမှာတော့အလွဲပေါင်းအိုးနဲ့ပဲချက်ပါမယ်ရှင်။ထောပတ်လေးပျော်သွားပြီဆိုရင်ထမင်းနဲ့ကိုထည့်ချက်ဖို့အတွက်ပြင်ထားတဲ့ဇီယာစီတစ်ချက်ဘိုးကောင်းနဲ့ကရဝေးရွက်တွေကိုထည့်ပြီးတော့နည်းနည်းလေးမှုေးလာတဲ့အထိကိုကြော်ပေးပါမယ်ရှင်။အနံ့လေးမှုေးလာပြီဆိုရင်တော့ရေစစ်ထားတဲ့ဆန်လေးကိုထည့်လိုက်ပါမယ်။ဒီဆန်ကဆန်ချိန်ခွက်နဲ့သုံးခွက်ဖြစ်ပါတယ်။အရသာအတွက်တော့တကြားထမင်းစားစွန်းနဲ့တစွန်းထည့်ပါမယ်။ စားလက်ဖက်ရည်စုံတစုံထည့်ပါမယ်။ကြက်သားမုတ်လက်ဖက်ရည်စုံတစုံထည့်ပါမယ်ရှင်။အရသာနှမ်းဆက်အောင်ခဏလောက်မှွေပေးလိုက်ပါမယ်။ခဏလောက်မှွေပေးပြီးပြီဆိုတာနဲ့ရေထည့်ပါမယ်ရှင်။ကျမတော့ဆန်တစ်ခွက်ကိုရေနှစ်ခွက်အချိုးနဲ့ထည့်ပါတယ်။ဆန်က၃ခွက်ဖြစ်တဲ့အတွက်ရေကို၆ခွက်ထည့်ပေးပါမယ်ရှင်။ဒီရေထဲတာကတော့ကိုသုံးတဲ့ဆံမမူတည်ပြီးတော့ကိုအိမ်မှာရေထဲနေကြအချိုးအတိုင်းထဲပါရှင် ရေများသွားလို့တော့မရပါဘူးရေများသွားရင်ထမင်းကပျော့ပြီးတော့ဆန်သားလှလှလေးမရတော့ပါဘူးရှင်ပြီးရင်အဖုံးလေးအုပ်ပြီးတော့ထမင်းချက်တယ်လို့ပဲချက်ထားလိုက်ပါမယ်ထမင်းချက်ထားတော့မှကြက်သားဟင်းချက်ပါမယ်ရှင်ချက်မဲ့အိုးတဲ့ကိုခုနကကြက်သွန်ဒီကြော်ထားတဲ့စီကိုထမင်းစားစုံနဲ့သုံးစုံထည့်ပါမယ်။ပြီးရင်၃နိုင်ကြောင်လို့နှက်ထားတဲ့ကြက်သားလေးတွေထည့်ပါမယ်ရှင်။ သားလေးကိုအရသာဝင်အောင်လို့အရင်ဆုံးစီပူလေးနဲ့ဟိုဘက်ဒီဘက်လှိမ့်ပေးပါမယ်။ရေမထည့်သေးပါဘူး။ခဏလောက်လှိမ့်ပြီးပြီဆိုတာနဲ့ခုနကြော်ထားတဲ့ကြက်သွန်ဒီကြော်ကိုလက်တဆုပ်စာလောက်ကိုခြေပြီးတော့ထည့်ပေးပါမယ်ရှင်။နှက်ဆက်အောင်ခဏလောက်မှွေပေးလိုက်ပါမယ်။ ပြီးတာနဲ့ရင်နွေးပူပူကိုလောင်းထည့်ပြီးတော့ကြက်သားလေးနူးသွောင်းအောင်လို့အဖုံးလေးအုပ်ပြီးတော့မီးအားအလဲလက်လောက်နဲ့တည်ထားပေးလိုက်ပါမယ်ရှင်ဒါလေးကတော့나이ဝတ်လောက်တည်ထားပြီးတဲ့အနေထားလေးပါ။ကြက်သားလေးနူးမနူးကိုတူလေးနဲ့ထိုးပြီးတော့ဆန်းကြည့်ပါမယ်ရှင်။ကြက်သားလေးကတော့နူးနေပါပြီရှင်။ ရေလဲခမ်းပြီးတော့စီပြန်နေပါပြီ။အရသာလေးမြည်ကြည့်လို့ကိုယ်စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့နောက်ဆုံးမှာအနံ့လေးပိုပြီးတော့မှုေးသွားအောင်လို့ဓာတ်မောက်မဆက်လာလေးနည်းနည်းထပ်အုပ်ပေးလိုက်ပါမယ်ရှင်။ဒါဆိုရင်တော့အနံ့လေးတအားမွေးနေတဲ့ကြက်သားဟင်းလေးရပါပြီ။ဒီဘက်ကထမင်းချက်ထားတဲ့အိုးကလည်းခလုတ်တက်နေပါပြီရှင်။ ဒီထမင်းရိုးတဲ့ကထမင်းတွေကိုဇလုံးကြီးကြီးတစ်ခုတည်းကိုလှည့်ထည့်ပေးလိုက်ပါမယ်။ပြီးရင်ခုနတုန်းကလှည့်ထားတဲ့ထမင်းအိုးတဲ့ကိုပဲကြက်သားတုံးတစ်တုံးထည့်လိုက်ပါမယ်။အပေါ်ကနေထမင်းလေးတစ်လွှာထည့်ပေးပါမယ်။ထမင်းစီတွေကျိုးကြေတာမျိုးမဖြစ်အောင်လို့ဇွန်းနဲ့ခပ်ဖွားဖွားလေးပဲကော်ပြီးတော့ထည့်ပေးပါမယ်ရှင်။ကျက်သွန်ဒီကြော်လေးကိုခြေပြီးတော့ထည့်ပါမယ်။ ပူစင်နံရွက်လေးနည်းနည်းထည့်ပါမယ်ရှင်။ကြက်သားအနှစ်လေးထည့်ပါမယ်။စီမထည့်ပါဘူး။ပြီးရင်ကြက်သားတုံးတုံးထပ်ထည့်ပါမယ်။ထမင်းတလွာထည့်ပါမယ်။ကြက်သွန်နီကျော်ပူစင်နံထည့်ပါမယ်။ကြက်သားအနှစ်လေးထည့်ပါမယ်ရှင်။ဇပြည့်သီးချောင်းနဲ့တီဟိုစီလေးပါထည့်ပေးပါမယ်။ကိုကပဲစိမ့်ကြိုက်တယ်ဆိုရင်ပဲစိမ့်လုံးလေးတွေပါထည့်လို့ရပါတယ်။နောက်ဆုံးကြံနေတဲ့ထမင်းတွေအကုန်လုံးထည့်လိုက်ပါမယ်။ ပြီးရင်လိမ်မော်ရောင်ဖူကာလာလေးကိုဟိုတကွက်ဒီတကွက်ထည့်ပေးပါမယ်ရှင်။ဒီစိုးစေးရတော့မကြရင်မထည့်လို့ရပါတယ်။ကိုကနိုးစိမ့်လေးထည့်မယ်ဆိုရင်ဒီညမှာနိုးစိမ့်လေးနည်းနည်းထည့်လို့ရပါတယ်။ပြီးရင်ကြက်သွန်နီကြော်ထည့်မယ်၊ဇပြစ်ချောက်၊တီဟိုစီပူစီနံထည့်ပြီးတော့ကြက်သားအနှစ်လေးထပ်ထည့်ပေးလိုက်ပါမယ်။ပြီးတာနဲ့အဖုံးလေးအုပ်ပြီးတော့ထမင်းအိုးခလုတ်နှိပ်တယ်လို့ပဲပြန်ပြီးတော့နှိပ်ထားပေးလိုက်ပါမယ်ရှင်။ အဲအခုထမင်းရုံးခလုတ်လေးပြန်တက်သွားပါပြီအခြေအနေလေးကြည့်ပါမယ်ရှင်ဒါလေးတွေကိုနှံ့သွားအောင်လို့ဇွန်လေးနဲ့ခပ်ဖွားဖွားလေးမှွေပေးပါမယ်အိုးကနည်းနည်းလေးကြက်နေတော့ထမင်းစီလေးတွေကျိုးသွားမှာဆိုလို့ကျမတော့ကြက်သားတုံးလေးတွေအရင်ဆဲထုတ်ပြီးတော့ထမင်းကိုပဲနှံ့အောင်လို့နှဲ့ပေးလိုက်ပါမယ်ပြီးရင်ပွဲလေးပြင်ပြပါမယ်ရှင်အနံ့လေးကတော့မှွေးနေတာပါပဲရှင် အနံ့တအားပြင်းပြင်းမဟုတ်ပေမဲ့တကယ်ဆိုင်မှာစားရတယ်လို့ဓာတ်မောက်အနံ့လေးတိုင်းကိုရပါတယ်။ကျမတော့အမွေးကြိုင်နေတိတ်မကြိုက်လို့ရှေ့မှာပြထားတဲ့ဓာတ်မောက်မဆလာကိုအကုန်လုံးမထည့်တာပါဘူး။တဝက်စာလောက်ပဲထည့်ထားတာပါ။အဲ့တော့ကျမရဲ့ဓာတ်မောက်ကတော့တင်းတင်းလေးနဲ့ရင်ရင်လေးမှွေးပါတယ်။အယောင်လှလှလေးနဲ့အနံ့လေးမှွေးနေတဲ့ဓာတ်မောက်လေးစားဖို့အဆင်သင့်ဖြစ်ပါပြီ။ ရန်ကုန်ဓာတ်မောက်ကြိုက်တဲ့သူတွေဒီနေ့လေးတိုင်းချက်စားကြည့်ပါအရန်ကိုအကြိုက်တွေမှာတည်ကြပါရရှင်အိမ်မှာချက်တာမို့စီတွေထောပတ်တွေအများကြီးမသုံးတာလို့အမွှေးကြိုင်တွေလည်းအများကြီးမထည့်ထားတဲ့အတွက်စားရတာကဤစိမ့်စိမ့်ကြီးမဖြစ်ဘဲနဲ့တလုတ်ပြီးတလုတ်ရှော့ကနေရှော့ကနေတပတ်ကံကိုဘလို့ကုံဝါလိုက်မှန်းအောင်မသိပါဘူး စားပြီးရင်လည်းသွေးတိုးတာတို့ခေါင်းမူတာတို့မဖြစ်ပဲနဲ့ပော့ပော့ပပါလေးနဲ့နေလို့ကောင်းပါတယ်။ကိုကပဇွန်ညောက်ကြော်တွေအများကြီးစားလိုက်ရင်တော့လည်းသွေးတိုးရင်တိုးမှာပေါ့နော်။ကြက်သားလေးကအီအီလေးနဲ့အထဲထိအရသာတွေဝင်နေပြီးတော့စားလို့တော်တော်လေးကောင်းပါတယ်ရှင်။ဓာမောက်ကတော့ကိုချက်လို့လားမသိဘူးဆိုင်မှာစားရတာထက်ပိုပြီးတော့အရသာကောင်းတယ်လို့ထင်ပါတယ် ကြက်သားမပါဘဲနဲ့ဓာမောက်ထမင်းကြီးပဲစားရင်ကိုအရသာကတော်တော်လေးကိုစားလို့ကောင်းနေပါပြီ။အိမ်မှာရှိတဲ့ဆန်ဦးပဲသုံးပြီးတော့ဆိုင်မှာစားရတယ်လို့အနက်အရသာအတိုင်းရတဲ့ဓာမောက်တပွဲကိုဒီနေ့လေးတိုင်းချက်စားကြည့်ပါရှင်။အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်။အားလုံးပဲကျန်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှာကင်းဝေးကြပါစေရှင်။